အားလုံးမင်္ဂလာပါရှင်နှလုံးသားမှလာတဲ့တဲတော့ဟော်ကိန်းများကိုတနင်္လာသားသမီးများအတွက်အထူးပင် ဟောပြောပေးမှာဖြစ်ပါတယ်เนาะအခုဒီဟော်ကိန်းလေးကတော့အချီရေးအိမ်ဆောင်ရေးအတွက်အထူးတည်တံ့ဟော်ကိန်းဖြစ်ပါတယ်ဒီအချိန်ပိုင်းမှာတနင်္လာသားသမီးများစိတ်သက်ရင်းရအရန်ကိုရေးကြည့်ပါတယ်အိမ်ဆောင်ရေးမှာကိုကမရက်ချင်မဲ့နဲ့ရက်သွားလိုက်ရတာအမျိုးတွေအခိုက်အတန့်တွေ ဖြစ်ပေါ်တတ်ပါတယ်။ယုတ်တည်းရဲ့အိမ်ဆောင်ရေးမှာပဲဖြစ်ဖြစ်အချီရေးမှာပဲဖြစ်ဖြစ်ပေါ့နော်။ကိုနဲ့ရေရှည်လက်တွဲလာတဲ့လူတယောက်ကယုတ်တည်းကြီးကိုကိုမပြောမဆိုပဲနဲ့လက်တွဲဖြုတ်သွားလိုက်တာမျိုးတွေအဆက်တွေဖြတ်တောက်လိုက်တာမျိုးတွေကြုံရတတ်ပါတယ်။ဒါကြောင့်ဒီအချိန်ဒီကာလမှာကိုမှာဆုံရှုံစရာတွေကြုံရမှာ ဖြစ်ပါတယ်ပေါ့နော်အဲ့တော့နှိရှိလာများကိုနဲ့ခွဲခွာနေရတဲ့အိမ်တော်ပဲပဲဖြစ်ဖြစ်ချစ်သူပဲဖြစ်ဖြစ်ဒီအချိန်မှာလဲတွေ့ဆုံရတတ်ပါလေပြန်လဲစုံစည်းရမယ်ဓာတ်ကိုလဲပါပါတယ်အဲ့တော့ဒီတဲတော့ကက်ကလေးကကဘာလောကဆိုတဲ့ကက်ကလေးပါအဲ့တော့စိတ်ညစ်စရာတွေဘလောက်ပဲရှိနေရှိနေတဲ့เนาะစိတ်ညစ်စရာတွေဘလောက်ပဲရှိရှိ စိတ်တက်ကြစရာတွေဘလောက်ပဲရှိရှိကြော်ရွှင်စရာတွေမလွဲဘူးရောက်လာပါလိမ့်မယ်ဒါကြောင့်စိတ်ညစ်စရာတွေရှိနေလေခေါင်းထဲကနေထုတ်ထားပါမကြပါဘူးကြော်ရွှင်မှုတွေပြန်လဲရောက်ရှိလာမယ့်ကာလတစ်ခုဖြစ်ပါတယ်ပေါ့နော်အဲ့တော့ညတန်တရားကကိုကိုမျက်နှာသာပေးတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်အဲအချီးမှာနှစ်ယောက်ပြိုင်ပေါ့နော် တော့တယောက်နဲ့တယောက်ကအိမ်တော်ကြီးမှာဆိုလို့ရှိရင်ဟိုနားလည်မှုတွေရှိနေတဲ့အတူတကွပေါ့ရုံးကန်နေရတယ်ပေါ့အဲချစ်ခင်မှုတွေရှိနေတယ်အိမ်တော်ကြီးကတော့အေးအေးချမ်းချမ်းသာသာရင်ရပဲဒါပေမဲ့လို့ဘာမဟုတ်တဲ့ပြဿနာတွေတစ်ခုကြောင့်လမ်းခွဲလိုက်တာမျိုးတွေဖြစ်ဖြစ်ရမယ့်ကာလတစ်ခုလည်းဖြစ်ပါတယ်ပေါ့နောက်တစ်ခုကိုယ်အိမ်မှာအစိမ်းရောင်အဝတ်အစားတွေအစိမ်းရောင်နဲ့ပတ်သက်တဲ့ပစ္စည်းမျိုးတွေလက်ဆောင်တွေလည်း ရလာတတ်ပါတယ်အဲ့တော့အရက်ပလင်းအရက်မတောက်တဲ့လူဆိုရင်တော့မအရက်ပလင်းတွေဝင်လာတတ်ပါတယ်လက်မခံပါနဲ့နောက်တစ်ခုအနေနဲ့ကကြာတော့ဒီချိန်ဒီကာလမှာမိမိတို့အနေနဲ့ကကြာတော့ဘာပဲလုပ်လို့ဖွင့်ပြောပါ အမှန်တိုင်းပြောပါမလိမ္မာနဲ့မညာပါနဲ့ဒီအချိန်မှာထင်လွဲစရာတွေကဝင်လာတတ်ပါတယ်ထင်လွဲစရာတွေကလည်းဇက်တိုက်တယ်လို့ဖြစ်ပါ ရှင်းလေရှုပ်လေဆိုတဲ့အချိန်ကာလတစ်ခုလည်းဖြစ်ပါရှင်းပြလေရှုပ်ထွေးသွားတတ်ပါတယ်ဒါကြောင့်မရှင်းပါနဲ့ကိုကပုံမှန်လင်းလင်းပဲပြောပုံမှန်လင်းလင်းပဲဆက်ဆံပါနော်အဲ့တော့အချီရေးမှာငရွယ်သူဖို့ပေါ့နော်အချီရေးနဲ့ပတ်သက်ပြီးတော့ကဒီချိန်ဒီကာလမှာမိမိတို့အနေနဲ့ချစ်သူအစ်စ်ရရှိတတ်ပါတယ်ကိုချစ်ရမဲ့သူတွေ့ဆုံရတတ်ပါတယ်ကိုနဲ့ရေရှည်မှာလက်တွဲသွားမဲ့ဘဝလက်တွဲဖို့ကိုလေဒီ၅လပိုင်းမှာ တွေ့ရတတ်ပါတယ်အဲ့တော့ဒီအချိန်ဒီကာလမှာနှိရှိလာများခွဲခွာနေရတဲ့သမီးစာချစ်သူတွေအိမ်အောင်ဘက်တွေရှိတယ်ဆိုရင်တော့ပြန်ဆုံပါလိမ့်မယ်အထူးမှားကျင်တာကတော့ကံကတော့ကူမယ်လူကလိုက်မလုပ်ဘူးဆိုလို့ရှိရင်တော့ကံကူတာလည်းအလကားဖြစ်သွားပါလိမ့်မယ်ဒါကြောင့်မိမိတို့အနေနဲ့ချီရီအိမ်အောင်ကြီးမှာရေရှည်တင့်မြတ်သွားဖို့အတွက်ရေရှည်ပြီးတော့မှ ဟိုစိတ်အေးချမ်းချမ်းနဲ့ဖြတ်သန်းသွားခြင်းနဲ့ဆိုလို့ရှိရင်ပေါ့တနင်္လာသားသမီးတွေကရွှေစည်တီတဆူဆူနော်ရွှေစည်တီတဆူဆူမှာရေတန့်6ခွန်းနဲ့ရက်6လက်လှူဒန်းမှာ တေချာလေးဆူတောင်းမှာအချီရည်လေးအီချမ်းပါစေအိမ်အောင်ရည်တွေလည်းအီချမ်းတရားပါစေဖြတ်တန်းနိုင်ပါစေဆိုပြီးတော့တေချာလေးဆူတောင်းမှာနောက်တစ်ခုအနေရဇီးညော့ကိုညော့လည်းတောက်ကြတောင်းမှာလှူပေးပါဒါဆိုရင်တနင်္လာသားသမီးတွေအချီရည်တွေကံကောင်းတတ်ပါတယ်ကဲတနင်္လာသားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနေနဲ့ ြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရဆန္ဒတွေပြေဝနိုင်ပါစေတနင်္လာသားသမီးတွေကဒီလပိုင်းမှာဒေါရမထွက်ပါနဲ့စိတ်ကိုအေးအေးထားပါစကားမများပါနဲ့ရံမဖြစ်ပါနဲ့တနင်္လာတလောက်သီခံပေးပါခွတ်လို့ပေးပါနော်